MSP အော်အရန်ဝင်နေပါတယ်။အော်မြန်မာပြည်ရဲ့အမှုပညာခြေပွင့်တပွင့်စုံပါသွားရေပေါ့နော်။အော်အဲ့ဒီနေရာမှာဟိုပါကျွန်တော်ရဲ့အမြင်ကတော့ဟိုဟိုပါပေါ့နော်ဒီ on the spot ဖြစ်သွားတဲ့ကိစ္စတွေမှာကျွန်တော်တို့ဒီ ွဲတစ်ခုကိုစီစဉ်ကျင်းပတဲ့ခါမှာတချို့လိုအပ်တာလေးတွေဟိုပေါ့ရှိကောင်းရှိလိမ့်မယ်လို့ကျွန်တော်ယူဆတယ်နော်ဒါနဲ့လည်းကျွန်တော်ဆိုတော့ပေါ့နော်အော်သူတို့ကသူတို့လည်း cover လုပ်ထားကောင်းလုပ်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်လည်းဒီပွဲရဲ့ဟိုဟာကိုအကုန်လုံးတည်ထားတာဖြစ်နေတဲ့ခါကျတော့ဟို medical cover တိတ်မတွေ့လိုက်ရဘူးအဲ့အတွက်ကြောင့်လည်းဆုံရှုံသွားတာဖြစ်နိုင်တယ် MSP ဒီနေ့ကကြတော့မြန်မာ flare bartender competition 2025ဆိုပြီးတော့ကျင်းပရဲ့ပွဲလေးပါအဲ့ပွဲမှာထုံးစံတိုင်းကျွန်တော် MC ပါခင်ဗျာပွဲရည်လည်း support တွေအများကြီးပေးနေတာဟုတ်တယ်လည်းပြောပြပြပါဟိုအဓိကလေကျွန်တော်ကဟို mindset ပေါ့နော် personal mindset ကအဓိကပါလဲဆိုရခါကျတော့ဟို blue event ပဲဖြစ်ဖြစ်စေ blue အကြောင်းညာမျိုးမှာဖြစ်ဖြစ်စေပေါ့နော်ကိုပါဝင်ရသည်ဖြစ်စေမပါဝင်ရသည်ဖြစ်ဖြစ်စေပေါ့နော်ဒီ F&B industry ရဲ့တိုးတက်မှုတိုးတက်ရာတိုးတက်ကြောင်းရဲ့အတွက်ကိုဟို apart အနေနဲ့ဟို one one ပါဝင်ပြီးတော့ ကူညီခွင့်ရတာကိုလည်းကကျွန်တော်ကအာဂုံယူပြီးသားပါအာပြီးတော့ FMB Industry ရကဒီ supplier တူဖြစ်နေရတဲ့အတွက်ကိုလည်းကိုကိုကိုဂုံယူရဝမ်းမြောက်တယ်အာကိုရင်ကိုကြပါဝင်ရတာဖြစ်တဲ့အခါကျတော့လည်းပို့ပြီးတော့အတိုင်းထက်လွန်ပေါ့ဟုတ်အင်းဒီနုဆက်ပွဲဝန်နဲ့ဝန်တာဖြစ်ရတဲ့ပွဲတွေကိုတကယ်လည်းဒါနောက်ထပ်ဝန်နဲ့ကြာနေဖြစ်သွားလိမ့်မယ်ပေါ့။တော့အဲဒီအကြောင်းလေးလည်းနည်းနည်းလေးပြောပေးပါဦး။အဲ့ပွဲကဟိုပါလေအားလုံးလည်းဒီ social platform မှာမြင်ပြီးသားဖြစ်နေတဲ့အခါကျတော့ အော်ဝမ်းနေစရာပဲပေါ့နော်ကျွန်တော်တို့အတွက်အမှုပညာရှင်တူဆုံရှုံသွားရေပေါ့အမှုပညာရှင်တူဆုံရှုံတဲ့ပုံစံကအာမတူဘူးပေါ့နော်မတူဘူးဆိုတော့ကျွန်တော်တို့သူ့ကိုအသေးဆွဲချစ်တဲ့ fan တွေသူ့ fan တွေအာဒီ music ကိုအော် ADS ရဲ့ music ကိုကြိုင်တတ်တဲ့လူတွေအဲ့တော့အဲ့လူတွေရင်ကွဲပက်လက်ကြရတဲ့နေပဲပေါ့နော်အဲ့တော့ပြီးတော့သူ့ရဲ့ဟိုနောက်ဆုံးအချိန်ကဒီလိုမျိုးအော်အများရဲ့အရှိမ ဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြောမယ်ဟေးဆိုရဲဟေးဆိုတော့အာကျွန်တော်ကိုယ်တိုင်ကောသူ့ရဲ့မိသားစုကိုစားကောပြီးတော့သူ့ရဲ့ fan တွေရဲ့ကိုစားကော အရန်ဝင်နေပါတယ်အာမြန်မာပြည်ရဲ့အမှုပညာခြေပွင့်တပွင့်အဆုံးပါသွားရဲ့ပေါ့နော်အာအဲ့ဒီနေရာမှာဟိုပါပေါ့ကျွန်တော်ရဲ့အမြင်ကတော့ဟိုဟိုပါပေါ့နော်ဒီ on the spot ဖြစ်သွားတဲ့ကိစ္စတွေမှာကျွန်တော်တို့ဒီ ပွဲတစ်ခုကိုစီစဉ်ကျင်းပတဲ့ခါမှာတချို့လိုအပ်တာလေးတွေဟိုပေါ့ရှိကောင်းရှိလိမ့်မယ်လို့ကျွန်တော်ယူဆတယ်နော်ဒါမျိုးလည်းကျွန်တော်ဆိုတော့ပေါ့နော်အော်သူတို့ကသူတို့လည်း cover လုပ်ထားကောင်းလုပ်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်လည်းဒီပွဲရဲ့ဟိုဟာကိုအကုန်လုံးတည်ထားတာဖြစ်နေတဲ့ခါကျတော့ဟို medical cover တိတ်မတွေ့လိုက်ရဘူးအဲ့ဒီကြောင့်လည်းဆုံရှုံသွားတာဖြစ်နေတယ်အော်သူကလည်းဒီ heart attack ဖြစ်တဲ့ကြောင့်မဟုတ်တက်ကတော့ဟိုကယ်လို့ရကောင်းရနိုင်လားတော့ကျွန်တော်ကိုယ်လည်းမသိကျွန်တော်လည်း medical fee ရတော့မဟုတ်ဘူးပေါ့နော်ဒါနဲ့ medical team စီရဲ့စကူနေသွားတယ်လို့မြင်ရတယ်အော်အဲ့လိုမျိုးတွေကိုကျွန်တော်တို့ strong ော် stage ပေါ်မှာအဲ့အကြောင်းလေးပြောပြတယ်ပြောပြတယ်ဆိုတော့ကျွန်တော် event တစ်ခုလုပ်တဲ့ခါမှာ event တစ်ခုကဒီဟိုပွဲစီစဉ်သူတွေပဲလည်းမဟုတ်ဘူး MC ကောင်းနေလို့လည်းမဟုတ် supporting တွေကောင်းနေဖို့လဲလို့တလို့ safety လဲလို့ပဲ အဲ့ safety မှာကျတော့ကျွန်တော်တို့ဘာလဲဆိုတော့အဓိက medical cover ပေါ့နော်ကျွန်တော်တို့ဒီမြန်မာ bartender sport group ကလုပ်တဲ့ပွဲတိုင်းက medical cover group ကိုသူသေးသေးဆက်စားဖွင့်ထားရပေါ့နော်ဒီပွဲမှာလည်းဒေါက်တာချောစွာဟင်းရနေပြီး medical cover လေးယူပေးထားရယူပေးထားရဆိုတော့ကျွန်တော်တို့ခုဒီဘက်မှာ flare လို့ပြောရဆင်လဲသူကအဓိကတော့ portable ပေါ့ plane နေနဲ့ ဟို show of flow ပေါ့နော် plane နေမြောက်ဖြစ်ပြီးဆော့ရဲဟာပေါ့ walking flare လို့ပြောရစမ်းအဲ့ plane ထဲမှာ तू ကအနည်းဆုံးတဝက်လောက်ရေတွေပါရဲပေါ့အဲ့ရေတွေ show ပြရင်းနဲ့ तू ကကောက်ကေးဖြော်ရဲဟာမျိုးဆိုတော့အထီးခိုက်ကြီးရှိရဲကျွန်တော်ဆောင်းအောင်လည်းဟိုပထမ interview လေးတစ်ခုမှပြောမှုပဲပေါ့နော်အဲ့တော့အဓိကဟိုလက်ချင်ရင်းနဲ့လေဒီ plane တွေကွဲပြီးတော့ဒဏ်ရာအနာတရားရှိနိုင်တယ်အဲ့လိုဟာမျိုးတွေအတွက်ကျတော့ event တွေ လုတ်တိုင်းလုတ်တိုင်းမှာဒီ medical cover ဆိုတာလိုရပေါ့เนาะ။အော်အ ਨੇ ဆုံးတော့ဆရာဝန်တူဦးနဲ့အရေးပေါ်အသက်ကယ်ဆယ်ရေးပစ္စည်းတွေရာလဲအရေးကြီးရယ်လို့မြင်တယ်ပေါ့เนาะ။အဲဒါမင်းအဲ့လိုမျိုးဖြစ်တဲ့ချိန်မှာ stage ပေါ်မှာတော့ဒီ player တွေနဲ့တူတယ်။အ player တွေကသူ့တို့ရောရှေးဦးကယ်ဆယ်မှုတွေလုပ်နေရအောင်မြင်ရတယ်။အဲဒါမင်းတကယ် medical team နဲ့ professional ဆန်ဆန်လေး ဖြစ်မယ်ဆိုရင်တော့ကောင်းမယ်လို့ထင်တယ်ပေါ့ဒါတော့ဒါကျွန်တော်ကျွန်တော်အမြင်လေးပဲပေါ့နော်မားကောင်းလည်းမားမယ်အပွဲစီစဉ်သူကလည်းတရားရခိုင်တော့မြင်ကောင်းမြင်မယ်ဒါပေမဲ့ကိုယ့်ရဲ့အောက်ကအမြင်ကြအဲ့လိုလေးမြင်လိုက်တယ် online ဒီမှာတက်လာအဲ့လောက်ကလေးပဲမြင်တာပေါ့နော်ဟော properly ဖြစ်ကောင်းဖြစ်နိုင်ပါတယ်သူတို့လည်း cover လုပ်ထားပေမဲ့ medicating နဲ့ဝေးနေရလည်းဖြစ်နိုင်မယ်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်တယ်ပေါ့ပြီးတော့ကျွန်တော် online မှာပြန်ပြီးတော့ဒီဖတ်မိတလောက်ကကြတော့ medical cover မတွေ့ဘူးဆိုတာလေးကို reference လုပ်ပြီးတော့ပြောခြင်းပဲဖြစ်ပါတယ်ဗျာဟုတ်ကဲ့ဟုတ်အဲ့ဒီကအပွဲကိုမတက်ဖြစ်လိုက်ဘူးเนาะအာ ကျွန်တော်ကိုအဓိကတော့ဖိတ်တယ်ပေါ့နော်ဒီ panoramic canvas week ရကနေက invitation လေးပေးထားတယ်ပေးထားတော့ကျွန်တော်ကလည်းအဲ့ရက်ဒီမှာပွဲရလည်းနည်းနည်းလေးဆက်တယ်ဒါနဲ့ကျွန်တော်ကအရင်ကြိုက်တဲ့ထဲမှာပါတယ် yes ကိုလည်းကျွန်တော်ကြိုက်တယ်သူတချင်းနေလည်းကျွန်တော်ဟိုသဘောကျတဲ့ထဲမှာပါတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီပွဲကအိမ်ကိစ္စရှိရရဲ့လာခြင်းမင်းနဲ့မလာလိုက်ရအောင်မလာလိုက်ရအောင်ကျွန်တော်ဘာလုပ်လဲဆိုတော့အဲ့ message က တက်လာပေါ့နော်တက်လာတဲ့ခါကျတော့အချက်ချင်းပဲအဲ့ဒီတင်းနေအဲ့ဒီပွဲထဲမှာရောက်နေတဲ့ဒီ sporting sponsor ပေးထားတဲ့ကုမ္ပဏီကိုလှမ်းမိရပါ Chiefs ရေလှမ်းမိတဲ့ခါမှာအသူတော်ဟုတ်တယ်တဲ့ဆုံးသွားတယ်တဲ့အဲ့လို on the spot ပဲဆိုရဲဟာလေကျတော့အဲ့မှာစိတ်ကောင်းပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းတချို့ဆိုရင်ဒီသွားကြည့်ရင်းနဲ့ live winner လေးကိုကြည့်နေရအဲ့ live winner ရဲ့အချိန်မှာအဲ့လို on the spot ဖြစ်သွားတဲ့ခါကျတော့ဝါ shock အဲ့လိုပေါ့ကျွန်တော်ကိုယ်တိုင်လည်းဟို သူအမှန်တမ်းပြောရင်တော့ဟိုကျွန်တော်ကအဲ့လောက်အဲ့လို music tag ကြီးတွေတော့အရင် check တဲ့ထဲမှာမပါပေမဲ့သူတို့ကိုကယူနစ်ပြီးသားတူတူဖြစ်တယ်အလူငယ်တယောက်လည်းဖြစ်တယ်အသက်လည်းအရင်မကြီးသေးဘူးပြီးတော့ဟိုတကယ်ကျယ်ပွင့်တူပေါ့နော်အဲ့လိုလူမျိုးကနေပြီးတော့ဆုံရှုံသွားတာဖြစ်တဲ့အကြောင်းပေါ့တော့ကျွန်တော်သူ fan တွေတယောက်အနေနဲ့ပြီးတော့ music ကိုချစ်တဲ့သူတယောက်အနေနဲ့အရင်မဝမ်းနေမိပါတယ် ဟုတ်အဓိကတော့လေကျွန်တော်တို့အဲ့ပေါ့နော်အဓိကကဟို바이ဘယ်လို့လို့ safety ပေါ့နော် safety ဆိုရဲ့အပိုင်းမှာနှစ်ပိုင်းရှိရယ်ပေါ့တစ်ပိုင်းကကြတော့ safety ဆိုတော့ audience တွေလာတဲ့အတွက်လုံခြုံရေးပေါ့လုံခြုံရေးဆိုတော့အဖက်ဖက်လုံခြုံရေး security လို့ခေါ်တာပေါ့နော်ဒါလည်း safety ရဲ့အောက်ထဲမှာရှိတယ် security တွေလည်းကောင်းမွန်တဲ့ security ရှိရမယ်ဟောဒီမှာလာပြီးတော့ဒီပွဲတစ်ခုကို enjoyment လုပ်တဲ့အခါမှာ ီလူတွေရဲ့ safe size ပေါ့เนาะအဲ့ဒါကိုလည်းပွဲစီစဉ်သူတွေကစီမံပေးဖို့လိုတယ်အပြီးတော့နောက်တစ်ခုကကျတော့အဓိကပါလဲလို့ပြောရမယ်ဆိုရင်เนาะဟိုပါပေါ့ medical cover ပေါ့เนาะ medical cover ဆွဲဟာမှာ ပွဲချင်းရင်ကြီးတယ်လို့ American team ကိုခိုင်ခိုင်မာမာအာထားတယ်လို့မြင်တယ်။အော်မြင်တယ်ဆိုတော့ဥပမာ American team ဆိုလည်းဟိုကိုယ့်ရဲ့ audience size နဲ့ audience ဆိုတော့ကိုယ် entertainment လုပ်မဲ့ဒီကိုယ့်ရဲ့ group ပဲမဟုတ်ဘဲနဲ့ဒီဘက်ထဲမှာရှိရတဲ့ဒီလာရောက်ရှိရှိတဲ့ audience တွေအတွက်ကိုပါ American cover နေရာလေးတွေ season ပေးဖို့လုပ်မယ်လို့မြင်တယ်ပေါ့နော်။ထို့ထူပဲဒီကြားထဲမှာပွဲလန်းသဘင်ရဲ့သဘောတရားအရာ uh, over enjoyment ဖြစ်သွားတဲ့အခါမှာအဲ့လိုမျိုးအချင်းများမှုတွေအဆင်မပြေမှုတွေအတွက်ကိုလည်းဂျားထဲမှာ ထိမ့်ညိပေးမဲ့ security လဲလို့ရပေါ့အဲ့ categorizing size နှစ်ခုနေနဲ့ပြောမယ်ဆိုတော့အဲ့နှစ်ပိုင်းကအရေးကြီးတယ်လို့ပြောလို့ရတယ်ထို့တူပဲ electric series ပေါ့ကျွန်တော် event တွေလုပ်တဲ့အခါမှာမီးဆိုတာလည်းအရင်ကြီးကြီးတယ်ထင်မှပါတယ် wire shock တွေတော့အဲ့တော့အဲ့လိုအပိုင်းအတွက် safety ဆိုတာလည်းရှိပါတယ်အဲ့တော့ကျွန်တော်ပြောချင်တဲ့အတိတ်ပဲက safety sector ကိုအခွင့်မင်ဆိုရင်တော့ major အနေနဲ့တော့အဲ့နှစ်ခုရှိရဲဒါတော့ electric ယ်လီနဲ့ကနောက်တစ်ပိုင်းပေါ့နော်အဲ့တော့ဟိုကျွန်တော်ဒီ fire alarm တွေပြီးတော့ဒီ meter တက်စေးဘူးတွေအစားဒါ in case မဖြစ်တော့ခီရှိအော်ဆောင်းထားတဲ့ protection စီအရင်ကောင်းနေပေါ့။အော်အဲ့လိုမျိုးလေးတွေတော့ကျွန်တော်ကရှိစေချင်တယ်။ဟုတ်ကဲ့ဟုတ်။အဲ corporate နောက်ဘယ် corporate စီစဉ်တဲ့ခါတော့ထည့်ရအောင်။ share ထည့်မှာ။အဓိကပါလဲဆိုတော့လေဟိုဟာ ျွန်တော်တို့က event တစ်ခုမှာ cost down လုပ်လို့ရတဲ့ဟာတွေရှိတယ်။အော် event တွေလုပ်တဲ့အခါမှာပုံမှန်လင်းလင်းပြောရဆိုရင် event organizer တွေကဟိုအချိုးမျက်မျော်ကိုပြီးလုပ်တဲ့သူတွေရှိရဲ့။အချိုးမျက်မမျော်ဘဲနဲ့ကိုယ့်ရဲ့ industry ကြီးတိုးတက်ဖို့လုပ်တဲ့သူတွေရှိမယ်ပေါ့နော်ဒီနေရာမှာဆင် MPS လို့ပြောရဲဟိဆိုင် MPS က member group တွေအားလုံးကသူတို့ကိုယ် effort site ထုတ်ပြီးတော့ဒီပွဲကိုအကျိုးမြတ်တဲ့ဆိုင်ရဲ့အနာကက်ကလေးငယ်တွေကိုမြေတောင်မြောက်ပြည့်အတွက်သူတို့လောက်တာပေါ့နော်အော်အဲ့လိုမျိုးပဲအကျိုးမြတ်မျှော်ကိုတဲ့နေရာမှာဆင် fighting လောက်ပတ်တဲ့အကျိုးမြတ်တစ်ခုပေါ့နော် အနုပညာရတ္တကိုမျောလွင့်တဲ့အကျိုးမြတ်လားဒါမှမဟုတ်ဆင်ကိုတမိတ်အုံမန်းကြီးပေါ့နော်ဒီငွေချေးကိုရှာတဲ့ပုံစံလားအဲ့လိုမျိုးအဓိကစဉ်းစားပြီးသွားတဲ့အခါမှာဟိုပါပေါ့လေ cost down တွေတချို့စဉ်းစားလာကြတယ်အကျိုးမြတ်မြတ်များရချင်တဲ့အခါမှာ budget ကို short ကြပေါ့ budget ကြီး short လုံးဝကြီးတော့လေမကောင်းဘောနော်အဲ့တော့လာရောက်ကြည့်ရှုရတဲ့သူတွေရဲ့လုံခြုံရေးတွေအရန်ရေးကြီးတယ်ကျွန်တော်အခုဆိုရင်ဟိုနိုင်ငံတကာမှာလည်းပွဲကြီးကျင်းပတဲ့အခါမှာလုံခြုံရေးတွေ security တွေအရန်အကောင့်လေဒါပေမဲ့ anyway ပေါ့နော်ကျွန်တော်တို့ဒီ ခစ်တွေကတောင်းလဲလာနေအမြဟိုတော်တော်များများတော့လုံခြုံရေးကောင်းတာတွေမြင်ရတယ်။အလုံခြုံရေးကောင်းတာတွေမြင်ရဆိုတော့ကျွန်တော်ကိုရင်လည်းတချို့ပွဲတွေသွားတဲ့ခါကျရင်ဟိုလုံးဝ body stretch ကစား system တွေအရင်မြင်လာတယ်။အရင်ကတော့ဆိုရင်ခန္ဓာကိုယ်ပဲ touch လုပ်ပြီးရှာတဲ့ဟာတွေကနေပါအခု machine တွေနဲ့ရှာလာတယ်။အဲ့ဒါတည်းလည်းကောင်းတဲ့အချက်ပဲပေါ့နော်။အော်အဲ့တော့အဲ့လို safety size ကလည်းအရင်ရေးကြည့်ရဲ။အော်ကျွန်တော်ကိုရင်လည်းဒီလိုပွဲကျင်ပပစ်တယ်လို့ပြောရဲဆိုရင်အော်ကျွန်တော်အဲ့လိုမျိုးတော့ဦးစားပေးဆောင်ရွက်မယ်လို့လည်းစိတ်ကူးထားပါရဲ့။ဟုတ် Myanmar, my us all.